ီအဆုံးရောက်နေကနေတာမြကအစနော်ဒီအဆုံးရောက်နေကဟာကရင်ကိုကရင်ပဲအောက်ချရမယ်ဗမာတွေကိုပဲအောက်ချရဘူးဗမာဗမာဗမာပြောတော့သူတို့ကြတော့ဆောက်လို့မလုပ်ဘူးဗမာတွေကိုရှေ့မှာထားပြောရှေ့မှာတိုက်ခိုင်းပြောနေမြေသိယူဖိုင်းတယ်သူတို့ကအဖာရေသားကိုအချောင်လိုက်ပြောနေမြေယူနေယူချင်းတယ်အဲ့ဒါကြောင့်မို့ကရင်လူတို့တွေကိုအုံနောက်နဲ့သေချာစဉ်းစားသုံးသပ်စီချင်းတယ်တင်ပြည်သူတွေရပွားကလူရပွားကလူတို့တို့အမြဲပြောတယ်ဗစဖျားကပြောပြီးတော့လက်တွဲမှာအကောင့်ထဲဘာမှမဖော်နိုင်တဲ့အတွက်နော်အညာရဲ့အညာသားရဲ့ဇက်ကိုဒီမှာလေးစားတယ် ကရင်ကတော့ဇက်မရှိတော့ဘူးเนาะဇက်ပြတ်သွားပြီအကျိုးစီးပွားကြောင့်ဇက်ပြတ်သွားပြီကျမဘာကြောင့်ပြောရလဲကရင်ကိုမုန်တီးတော့မဟုတ်ပါဘူးကျမကရင်လူမျိုးစစ်စစ်ပါဒါပေမဲ့ကိုလူမျိုးကိုရောင်စားကိုလူမျိုးကိုအနိုင်ကျင့်ကိုလူမျိုးကိုကြုံစက်သွင်းတဲ့ဒီကရင်ကျေးစားလက်နဲ့ကင်တွေကိုကျမပဲတော့မเนาะဒီပြည်သူဘက်ကိုသူတို့မကာကွယ်ပေးမချင်းကျမပဲတော့မမလေးစားနိုင်ဘူးသူတို့ငွေစကားပြောပြီးတော့ စစ်တိုက်တယ်ဆိုရင်တော်သေးတယ်စစ်မတိုက်ဘူးဒါပေမဲ့စစ်တန်းကို PDF တွေကိုသူတို့အပေါင်းချပြီးတော့ PDF တက်ပြီးသွားရင်ကရင်အလံထောင်တော့ KNU တော်သူလေအုတ်ချုပ်နေပြီဆိုတော့သူတို့ကလုံမယ်လေလုံလေလုံလာခဲ့တာပဲလက်ရှိနေဆောက်ဒေသစခန်းတွေကိုသူတို့သိပြီးတဲ့နောက်ပိုင်းမှာကရင်အလံထောင်ပြီးတော့တော်သူလေနေမည်ဆိုပြီးတော့သူတို့ကရင်စစ်သားကရင်လက်နက်ကန်တွေကိုပဲသူတို့စုချတယ်ကရင်လက်နက်ကန်တွေကိုပဲသူတို့နော်ဟိုမြေတောင်ရောက်ပြီးတဲ့ချီးမွမ်းတယ်ချီးကျူးတယ်စုချတယ်ကျမတို့ PDF တွေเนาะ PDF မကလာတဲ့ PDF တွေကတိုက်ပြီးလို့ရတာကိုသူတို့ကเนาะ အသိအမှပြုတ်ပုံမရဘူးကျွန်မတို့ပြည်သူတွေကဖိအားပေးလိုက်တော့မှဟောအယောက်၁၀ယောက်လား၂၀လားသူတို့ပြန်ပြီးတော့စုချတယ်ဒါပဲကြည့်တော့အင်းနာမေမဲ့လိုက်တော့အခင်အချုပ်နေတော့မယ်အန်ယူဂျီဝင်မဆုံနဲ့နော်အဲ့ဒီတနေ့လိုက်ပဲမှာအန်ယူဂျီဝင်မဆုံနဲ့သူတို့ KNU ရဲ့နော်ရွာသားတွေကလည်း KNU ကိုပဲတန်ကြားရမယ်မလို့အမိတ်နဲ့ဒီလိုမျိုးမင်းတို့သွားလို့စင်ဘယ်ပြည်သူကမှမင်းတို့ကိုလက်ခံမှာမဟုတ်ဘူးအဲ့ဒါကြောင့်မင်းတို့ရဲ့အကျင့်စရိုက်ကိုပြင်ပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကရင်ပြည်နယ်မှာ PDF တွေအတုံးချခံဘဝနဲ့နေရပြီး ကရင်ကောင်းဆောင်တွေအသုံးမကျတဲ့အခြေအနေတွေကိုအထူးတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာလက်နဲ့ကင်ဒီအများအပြားရှိပါရဲ့နဲ့အခုဒီ၄နှစ်သားအညာသားတွေလိုမျိုးเนาะကျမတို့ကရင်ပြည်နယ်မှာလက်နဲ့ကင်အများအပြားအဖွဲ့အစည်းတွေအများအပြားရှိပါရဲ့နဲ့ကျမတို့ပြည်သူတွေကိုဒီလိုစက်ကြီးကောက်ပြီးတော့အနိုင်ကျင့်နေတဲ့ဒီအာနာဆင်အုပ်စုတွေကိုဘယ်သူမှဖျက်တိုက်ဖို့เนาะမရှိဘူးဖျက်တိုက်ဖို့စိတ်ကူးမရှိဘူးပြောမှဆိုကျမတို့ပြည်သူတွေကိုသူတို့ကဟို မကကွယ်ပေးတဲ့သဘောမျိုးပေါ့အမမဆိုရင်နော်သူတို့ဗစဖျားကပြောလို့ဆိုရင်ပြည်သူတွေရပွားကလူရပွားကလူလို့သူတို့အမြဲပြောတယ်ဗစဖျားကပြောပြီးတော့လက်တွဲမှာအကောင့်ထဲဘာမှမဖော်နိုင်တဲ့အတွက်နော်အညာရဲ့အညာသားရဲ့ဇက်ကူဒီမှာလေးစားတယ်ခရင်ကတော့ဇက်မရှိတော့ဘူးနော်ဇက်ပြတ်သွားပြီအကျိုးစီးပွားကြောင့်ဇက်ပြတ်သွားပြီကျမကကြောင့်ပြောရတယ်ခရင်ကိုမုတ်တီးလို့မဟုတ်ပါဘူးကျမကရင်မျိုးစစ်စစ်ပါဒါပေမဲ့ကိုလူမျိုးကိုရောင်စားကိုလူမျိုးကိုအနိုင်ကျင့်ကိုလူမျိုးကိုကြုံစက်သွင်းတဲ့ဒီကရင်ကျေးစားလက်နဲ့ကင်တွေကိုကျမပဲတော့မှာ ်နော်ဒီပြည်သူဘက်ကိုသူတို့မကာကွယ်ပေးမချင်းကျမပဲတော့မှမလေးစားနိုင်ဘူးနော်အခုဒီကရင်လော်ဘီတွေဖြစ်တဲ့ဇောလာတို့မာယာဆန်းတို့မာယာဆန်းဆိုပါပြောလဲနော်အခုမင်းအွန်လိုင်းကနော်ဒီ9နှစ်အတွင်းမှာကရင်လူပဲပြောတာပြည်သူတို့နော်ကျမပမာလူပြန်ပေးမှာဒီ9နှစ်အတွင်းမှာမင်းအွန်လိုင်းကနော်ဒီຫນွေဥတော်လည်းရင်းမှာဒီ9နှစ်အတွင်းမှာဘယ်လောက်ဒီအကျွေးတက်နေသလဲဟာသူကမအလားပဲကိုဘယ်လဲစိုးရိပ်ပေးနေသလားထင်မရတယ်အလူခံလို့စီးရင်နော်ပြည်သူကရင်လူလူတွေစီကအလူခံတယ်အခုသူပြောတယ် ืมဗာနဲ့မအလာကအကျွေးတင်တယ်လာရှာနဲ့လည်းအကျွေးတင်တယ်တရုတ်နဲ့လည်းအကျွေးတင်တယ်ထိုင်းနဲ့လည်းအကျွေးတင်တယ်သူကအကျွေးတွေပတ်ပတ်ပြီးတော့ဝိုင်းတင်နေတယ်နှုတ်ဘလောက်သိတယ်နှုတ်သိလာတယ်အခုငါတို့တိုင်းသားတွေငါတို့ငါတို့လက်နဲ့ကင်တွေကတဲ့အကျွေးမရှိဘူးတဲ့သူမေ့နေတယ်ဒီတိုင်းသားတွေစစ်တိုက်နိုင်ဖို့ဒီလက်နဲ့ကင်တွေစစ်တိုက်နိုင်ဖို့ငါတို့ပြည်သူတွေနော်မစားရမတော့ရချွေးနေစားတယ်ငါနဲ့လုံးလုံးဘလောက်ထိရင်ခဲ့ရသလဲအဲ့ဒီဟာကို तू ထက်မတွက်ဘူး तू ထက်မထက်မပြောဘူးငါနဲ့လုံးလုံးသူ့ရဲ့ရဲပေါ့သူ့ရဲ့လက်နဲ့ကင်တွေနော်အကျွေးမတင်ဘူးတိုင်မဲ့ ဒီလိုခစ်ကြီးဒီလိုခစ်ဒီမှာဒီလိုခစ်မှာကြီးပွားချမ်းသာသွားတယ်ဒါကိုလည်းသူမထက်ပြောဘူးကျွန်တော်လူထုတွေလက်ရှိနော်ဒီဗလဲမူကြီးစေဝါလောင်းကစားတွေနဲ့လည်းဖြက်စီတယ်ကျွန်တော်တို့ကရင်လက်နဲ့ကြိုင်တယ်ဘာလို့ဆိုဒီမူကြီးစေဝါကိုထောက်လောက်တာလဲဒီကရင်လက်နဲ့ကြိုင်တယ်ပဲနော်လောင်းကစားကိုလောက်တာလဲဒီကရင်လက်နဲ့ကြိုင်တယ်ပဲဂျားဖျက်ကိုလောက်တာလဲဒီလက်နဲ့ကြိုင်တယ်ပဲပြောလိုက်လို့ရှိရင်လေကြီးမိုးကြီးကရင်ပြည်နယ်ဟိုဗလဲအမ်မိုးအဘယ်ကနေကရင်ပြည်နယ် တရင်ပြည်နယ်အတွက်လူထုအတွက်ဆိုပြီးတော့ငိတ်ချမ်းကြီးအတွက်အမြဲတမ်းငိတ်ချမ်းကြီးပစဖျားကမချဘူးမေလို့မေအွန်လိုင်းနဲ့ဒီပဲအဲဒါမှမချမ်းအမြဲပြောတာလေမင်းအွန်လိုင်းနဲ့စောချစ်သူတို့ကအမဖင်ချင်းဆက်အမွာလေးစောတော်လိန်နဲ့စောမဲလိန်တို့ကဖင်ချင်းဆက်အမွာလေးနောက်ပြည်သူလူထုတက်သူဘာတစ်ခုမှသူတို့မပူပင်ဘူးမကြောက်ကြဘူးမကာကွယ်ပေးနိုင်ဘူးဒါမို့ရာလိန်အားအဖချူတရင်လို့ပြောလို့စင်အခုကြည့်ရဲကားတွေဘလို့ဘယ်သူအပြင်အောင်ထွက်မရဲဘူးရှိတယ်မြတ် နော်ဒါတော့မှဒီမဟုတ်ရဒါအညာဒေတာကလက်နဲ့ခဲရန်နေတော့ယုံဝင်လို့မရဘူးနော်ကရင်လိုမျိုးလက်နဲ့ခဲရန်နေနေစားကနေဖျက်ကျော်ပြီးတော့နော်လက်နဲ့ခဲရန်နေလွယ်လွယ်ကူကူဝင်လို့မရဘူးဒါပေမဲ့ထက်ပြောင်ပြောတယ်စီလောက်ကြမယ်ငါးနှစ်ရှိဘာမှမဖြစ်လောက်ဘူးမိဆန်ရှိပြောတယ်မကြခဲ့ကရင်ပြည်သူတွေပဲဖန်တားရအောင်မယ် तू ပြောတာ तू ကလေတစ်ဖက်နဲ့မအလာအတွက်နော်မအလာတသက်ဝိုက်ပြီးတော့လော်ဘီလုတ်ပေးနေတာလားစဉ်းစားစရာပဲမအလာအတွက် तू ပူပင်ပေးနေတယ်မအလာအကျွေးတက်တာကို तू ပူပင်ပေးနေတယ်နော်ကရင် အခုမမအလားဒီကရင်တင်နေကိုသိနေတာအခုဒါပေါင်တို့နော်ဝင်းမြင့်တို့ထွက်ပြေးရတာဘာသူကြောင့်လဲဒီကရင်လက်နဲ့ကင်ကြီးကြောင့်ပဲလေကရင်လက်နဲ့ကင်ကြီးကိုသူမပြောဘဲနဲ့မအလားကိုသူပြောတယ်နော်ကရင်လက်နဲ့ကင်ကြောင့်အခုဒါပေါင်တို့ဝင်းမြင့်တို့ထွက်ပြေးရတယ်လေပြည်သူလူထုတွေလည်းအခုကြောက်ရတယ်လေနော်အခုဒီ line ဘွဲနယ်မှာရှိတဲ့မြို့ရွာတွေမှာပြည်သူလူထုကသူအသိမပေးဘူးနော်ခွေးတွေကိုသူကလမ်းပြပေးပြီးတော့ရွာထဲမှာဝင်ပြီးမှပြည်သူတွေကိုထွက်ပြေးခိုင်းတယ်အဲ့ဒါကရင်အတွက်လူထုအတွက်လုတ်ပေးတာလား လူတို့တွေကကျမတို့ကိုအကောက်တည်ဖို့တယ်နော်အခုတို့ညိနိုင်ပြီးသွားပြီးတော့ပြည်သူတို့ကမပေးခွင့်တော့ဘူးအော်တို့အခုနော်ဒီအကြီးခဲတဲ့တို့ညိနိုင်တော့ဒါဆောလာဆောလာကတကြီးလို့ပြောသွားတာနော်ဆောလာကပြောသွားပြီးတော့အခုကပြည့်စရာမလိုတော့ဘူးနော်ဂျွာထဲမှာပဲနေပြီးတော့အခုတို့ညိနိုင်လိုက်ပြီးဆိုတော့စီးရောက်လိုက်ပြီးဆိုတော့စနာကြည့်လေငါတို့လူတို့အတွက်ငိတ်ချမ်းရေးလားသူတို့ကိုချိုးလက်နဲ့ကင်သမားအတွက်ငိတ်ချမ်းရေးလားဒါပဲစဉ်းစားကြည့်လိုက် နှမောက်တွေအမြဲတမ်းလှုပ်ချုပ်ရေးရဲတူလက်နဲ့ခဲရမ်းများနဲ့အလင်းဝင်နေနော်နေပြီးတော့အချင်းခေါင်းနားကအမြန်လန်းလှုပ်ချုပ်ရေးတိတ်ကိုရောက်တာမကြသေးဘူးနော်မပြေမတက်ခွင့်နဲ့ကြိုတင်ချိတ်ဆက်ထားတာမရှိဘဲနဲ့ပြီးခဲ့တဲ့စက်တင်ဘာနှစ်ရက်နှစ်လောက်မှကျွန်တော်တောင်ကျနေတဲ့အဲ့ဒီအမြန်လန်းကိတ်ကနေလက်နဲ့ယူပြီးအရဲဆုံးပြီးထွက်ပြေးလာတဲ့ဒါဆိုရင်ကျွန်တော်တို့တော်လန်ရေးရဲဘော်တွေကနော်အမြန်လန်းဟိုဗလည်းနေပြီးတော့အချင်းခေါင်းနားအမြန်လန်းဆိုတော့နေပြီးတော့နင်းကြီးကတ်ကတ်နေရာကိုရောက်နေပြီးဒီလိုနော်ဒါကြောင့် ဲ့ဒီရဲဘော်လေးတကအလင်းဝင်တယ်လက်နဲ့ခရမ်းနဲ့အလင်းဝင်တယ်ဒီတပ်ဖွဲ့ထဲမှာရဲဘော်ဒီတပ်ဖွဲ့ထဲမှာရဲဘော်တွေနဲ့အတူစစ်တပ်ကိုပြန်ပြန်တိုက်ဖို့ရည်မှန်းထားပါတယ်ဒါပေမဲ့နော်ဟိုဗါလေပူသားတလန်ကူလေမမင်းနဲ့ပေါ့တတိထားပေါ့တတိဆိုတာပို့တယ်မရှိပါဘူးအခုတယောက်တည်းဝင်လာတယ်ဒါပေမဲ့နော်သူတို့ဘက်ကလို့လိုက်တဲ့လူလေဖိချင်ဖိမှာဒါတတိအနေနဲ့ပေါ့နော်မယုံကြည်စီချင်တာမဟုတ်ပါဘူးတတိအနေနဲ့နော်တတိထားစီချင်တာမှာကဲအခုအန်ယူဂျီကကြည်ညာတယ်အန်ယူဂျီဘာကြည်ညာညာအန်ယူဂျီဘာပဲပြောပြောနော်သာအာဗါလေမင်းအောင်လိုင်ရဲ့6800ဇာတ်လေး ချောင်းဆရာစားတယ်လေအရှက်မရှိအန်ယူဂျီရဲ့အောက်မှာဟာအန်ယူဂျီကိုဆဲအန်ယူဂျီကိုကြုံတီပေါ့နော်အန်ယူဂျီကိုခုံမင်းလေးတွေနဲ့တိုက်ခါမုံရွာမြို့နယ်တာစီချင်းထောင်ဝင်းနဲ့ရဲစခန်းတို့ကိုတိုက်ခိုက်မှုတွင်ရဲ၃ဦးသေဆုံးငန်းစုံတွင်လည်းဆက်ကြီးကောက်နေသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား၃ဦးသေဆုံး မန္တလေးတိုင်းငန်းစုံမြို့နယ်မြို့သားဈေးမြောက်ထောင်တွင်ပြည်သူများကိုစက်ကြီးကောက်နေတာအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးကြောင်း Special Task Force ငယ်ဇမတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည့်အောက်တိုဘာလ၈ရက်နေ့ညနေ၄နာရီအချိန်ခန့်ငန်းစုံမြို့နယ်မြို့သားဈေးမြောက်ထောင်တွင်ပြည်သူများနှင့်ခီးတော်ကားကိုစက်ကြီးကောက်နေသောအကြမ်းဖက်စစ်တပ်ကို ဖင်ဂေးဇာအဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည့်မြို့သားစခန်းကနေမြို့သားဈေးထောင်ကိုလာပြီးစက်ကြီးကောက်ကြတာစစ်ခွေး၁၀ရောက်ဝင်းကျင်လာတာပါတိုက်ခိုက်တဲ့အချိန်တုန်းနဲ့ဥတည်တဲ့နဲ့ဥပြင်းထန်ထိခိုက်ဒဏ်ရာရတဲ့နောက်ထပ်သတင်းရတော့စစ်ခွေး၁ရောက်ထပ်တည်တယ်လို့ကြားတယ်စုစုပေါင်း၃ရောက်တည်တယ်နှစ်ဦးကတော့အပြင်းထန်ထိခိုက်ဒဏ်ရာရတဲ့တော်လန်ရေးရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု Special Task Force ရဲ့ဇမတ်တာဝန်ရှိသူတဦးကပြောဆိုသည် အလားတူစကိုင်းတိုင်းမုံရွာမြို့နယ်တာစီကျေးရွာအနောက်ဖက်ရှိ အကျန်းဖက်စစ်တပ်၏ထောင်ကြီးကွင်းနှင့်ရဲစခန်းတို့ကိုဝင်ရောက်တိုက်ခိုက်မှုတွင်ရဲသုံးဦးသေဆုံးခဲ့ကြောင်းဗမာတပ်တော်ဘဲမမေကသတင်းထုတ်ပြန်ထားသည်။အောက်တိုဘာလ6ရက်နေ့ညနေ9နာရီခန့်အချိန်မုံရွာမြို့နယ်တာစီကျေးရွာအနောက်ဖက်ရှိအကျန်းဖက်စစ်တပ်၏ထောင်ကြီးကွင်းနှင့်ရဲစခန်းတို့ကိုဗမာတပ်တော်ဘဲမရောမေအမှတ်နှစ်စစ်ဦးစီးကုကဲရီယုံကုကဲမှုအောက်ရှိအမှတ်905တပ်ရင်းနှင့်မဟာမိတ်ပူးပေါင်းတပ်များကတွားရောက်ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ကြောင်းသိရှိရသည်တိုက်ပွဲဖြစ်ချိန်45မိနစ်အတွင်း60မမများဖြင့်အကြမ်းဖက်စစ်တပ်ဗန်ကားများကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအဆိုပါတိုက်ပွဲတွင်တော်လန်ရေးပူးပေါင်းတပ်များဘက်မှအထိတိုက်မရှိကြောင်းအကြမ်းဖက်စစ်တပ်ပါခိုက်ကြတာသူတို့စိတ်ကငါတို့ပြည်သူတွေကနော်သူတို့လိုမျိုးငါတောင်းငါအထင်လားမသိဘူးနိုင်ငံတော်ဝန်တွေပြီးခဲ့တဲ့စက်တင်ဘာလတလအတွင်းမှာ အာနာပိုက်စစ်အုပ်စုနော်အာနာပိုက်စစ်တပ်အုပ်စုမှဟိုကြီးတူအပဝင်အဖွဲ့ဝင်60ရှိဒီလအတွင်းမှာပဲနော်ဒီတလအတွင်းမှာပဲဒီတလမဟုတ်ပြီးခဲ့တဲ့လကပေါ့စက်တင်ဘာနော်ကိုလပိုင်းအတွင်းမှာပဲတလအတွင်းမှာဗိုလ်တူအပဝင်တပ်ဖွဲ့ဝင်68ဦးပဲပြောင်းကိုလှုပ်လာကြောင်းအမျိုးသားညွတ်ရဲ့အစိုးရကကြီးညာတယ်ဖြစ်လို့ဘာပဲပြောပြောကျမတို့နော်ကျမတို့ရဲ့ယာကြီးအစိုးရကလက်ရှိမှာအန်ယူဂျီပဲလက်နဲ့ကရင်လက်နဲ့ကမကူရင်အကြံပေးစစ်တပ်ကရင်ပြည်နယ်ကိုလုံးဝဝင်လို့မရပါဘူးဟုတ်တယ်လေအဲ့ဒါကိုဝင်ပြီးမှရွာသားတွေမသိရဘူးနော်ဝင်ဒါရွာသားတွေကတည်င်းပေးလာတာဝင်ပြီးမှသူတို့ပြောတယ်နော် ဟိုထွက်ပြေးခိုင်းတယ်အဲကြောင့်မို့ရွာသားတွေကမေးတာပေါ့မင်းတို့ကအနိုင်တိုက်လို့လားလက်ပြသားသားတိုက်လို့လားထွက်ပြေးခိုင်းတာအော်နောက်တော့သူတို့ပြောချင်တာကလေသူကပြည်သူတွေကိုမျက်လက်ပြတာမသိလို့ရှိရင်ပြည်သူတွေကအားတယ်ထင်တာမသိဘူးအော်သူတို့ကတော့အခုဒီမှာအလားနဲ့အာဆွနေပြီးဝါကြီးပေါ့ဆွနေပြီးဝါတို့မင်းတို့တက်တယ်လို့နေလို့ရတယ်နော်စစ်မဖြစ်တော့ဘူးအဲ့လိုပုံစံနဲ့သူတို့ကပြည်သူတွေကိုချိန်ချောက်တာနော်အဲ့ဒါကြောင့်မို့ပြောရမယ်ဆိုရင်ဒါမဲ့ဒီလူတွေကတော့အာဒီလူတွေကတော့အာမလဲမအလားကိုတော့ဘာဖြစ်လို့ဖိန်ခံတဲ့လူကတော့ဖိန်လို့ဖိန်ခံမှာပဲလေကိုကျိုးအတွက် နော်ကိုချိုးအတွက်လူတွေကတော့ကိုချိုးအတွက်ပဲကကွဲမှာပဲလေလူဒုနော်လူဒုလူဒုတော်လိုင်းရင်မလို့လူဒုကလည်းဘယ်တော့မှဆွဲမစုံတချို့လူဒုတွေကကျမတို့ကိုနော်သတင်းလာပေးတယ်အာမလဲသူတို့ကတော့ဘာပဲဖြစ်နောက်မစုံရအောင်တိုက်မယ်ရှိတဲ့ရှိတဲ့အင်အားနဲ့တိုက်မယ်ရှိနေအင်အားနဲ့တိုက်မယ်နော်မသိဘူးဒီတခါတော့နဲ့ဟိုမလဲဘသူတတမရတော့ဘူးအကြီးကဲတွေသူတို့ကလည်းကြီးတော့သူတို့စိတ်နာလေနော်သူတို့စိတ်နာလေအဲကြောင့်သူတို့ဘယ်လိုနီးနေပဲတိုက်တိုက်ဒါပေမဲ့နောက်ဆုံးကိုရဲ့ effect ကိုနော်လှုပ်ချုပ်အောင်အသက်ကိုညံဆောက်ပါလေအဲကြောင့်မို့ဘာပဲလှုပ်လှုပ်ညံနဲ့နိုင်ရှင်ပါလို့ ပြောချင်ပါတယ်အမေစီပြောသူတို့အမေစီလာပြောသူတို့ပြောသွားတယ်တတိရှိတာတတိရှိတာရှိလူတိုင်းကရှိကြပါတယ်ဒါပေမဲ့တတိရှိတဲ့နေရာမှာငံနဲ့ရှင်တဲ့တတိရဲ့မိုက်ယူရဲတဲ့တတိရဲ့နှစ်မျိုးရှိတယ်မိုက်ယူရဲတဲ့တတိကတော့အာဘာပဲဖြစ်ငါတတိရှိတယ်ငါငါတိုက်မယ်နိုင်ရန်ကိုသွားတိုက်လို့ရှိရင်ကိုကောင်ပဲကိုရေးသွားမယ်ဘာမှအကျုံမချူလောက်ဘူးအဲ့ဒါမိုက်ယူရဲတဲ့တတိလို့ခေါ်တယ်ညံနဲ့ရှင်တဲ့တတိကငါနိုင်ရန်နဲ့သွားတိုက်လို့ရှိရင်ငါကောင်ပဲကိုရေးသွားမယ်နော်နိုင်ရန်ကဘာမှဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့ငါညံနဲ့ရှင်ပြီးတော့တိုက်မယ်ဆိုတဲ့အဲ့လိုအသိစိတ်ဓာတ်နဲ့တိုက်လို့ရှိရင်အောင်မှုတွေရပါတယ် เนาะအဲ့ဒါကြောင့်မို့ညံနဲ့ရှင်ကြပါလို့ပြောချင်ပါလေကဲအေးအေးကိုတရဝင်းအောက်ချုပ်ရေးအဖွဲ့အဖြစ်သတ်မှတ်ရတောင်းဆိုမှုရခိုင်ဒေသခံများကထောက်ခံတယ်ရခိုင်ကညီညွတ်တယ်เนาะရခိုင်ကညီညွတ်တယ်ညီညွတ်မှာပေါ့သူတို့ရဲ့ခေါင်းဆောင်ကเนาะအကျိုးစီးပွားမကာကွယ်ပေးဘူးလေအာအကျိုးစီးပွားအတွက်မပါဘူးလေပြည်သူလူထုအတွက်တိုက်ပြီးတော့ပြည်သူလူထုကလည်းသူတို့ကိုထောက်ခံတာပေါ့အဲ့ကြောင့်မို့เนาะတိုင်းကျုံမီကျုံကိုင်းမီပြည်သူလူထုကို မေတ္တာဆိုတာရောင်ပြန်ဟတာပေါ့နော်ပြည်သူလူထုကိုသူတို့မေတ္တာထားရင်ပြည်သူလူထုကလည်းသူတို့ထောက်ခံမှာပဲအခုကရင်ပြည်နယ်မှာကရင်လက်နက်ကန်တွေကိုကျွန်တော်တို့ပြည်သူလူထုကမအားလားလို့မျိုးပဲမအိမ်လို့မအောင်လားမျိုးပဲအရန်ကိုမဟုတ်တာနော်အဲ့ဒီအတွက်ကျွန်တော်တို့ကရင်လူထုတွေကတော့ဒီကရင်အကြမ်းဖက်ကိုလုံးဝလက်မခံဘူးမအားလားကိုနော်ဒီကရင်ကိုဂျိုးအတွက်ကာကွယ်ပေးနေတဲ့ကရင်ကျင်းစားလက်နက်ကန်တွေကိုကျွန်တော်တို့ကရင်လူထုတွေကတော့မှလက်မခံဘူးနော်အခုမအားလားအာပြောရမယ်ဆိုရင်မအားလားကအာမဟုတ်မှဖြစ်သူကနော်သူ့ကိုယ်တိုင်ကဘာခုတ်ယုံပြောရမယ်ဆိုတော့ရာစဖို့ကိုင်းလीအခုဆိုရင် အမေရိကန်နဲ့အနီးကရှိတဲ့ဗီနီဇွဲလားကိုအခုမူကြီးစိနဲ့ပတ်သက်ပြီးတော့ထွန်းကတော့ပြပြသားသားနေနေနေပြီနော်အဲ့ဒီအကြောင်းကိုခဏလေးကြာပြောမယ်အခု loss အေးအကြောင်းကိုအရင်ပြောမယ်နော်ဒေတာတစ်ခုလောက်ကိုအုတ်ချုပ်ထားပြီးစုံမိုးထားပြီးတော့မှအုတ်ချုပ်ရေးရန်တရားတွေလဲလဲပတ်နေတဲ့နေမျိုးတစ်ခုကို loss အုတ်ချုပ်ထားတဲ့စုံမိုးထားတဲ့ ULAA ကိုအစိုးရအဖြစ်သတ်မှတ်ပေးရမှာကဖြစ်တင်တဲ့ကိစ္စပါနော်ကျမပြောပါလိမ့်သူတို့ကိုအစိုးရအဖြစ်သတ်မှတ်ပေးလို့ရှိရင်လက်ခံဖို့ကျမတို့ဝန်တာပါလိမ့်ဘာဖြစ်လို့လဲဆိုတော့နော်နိုင်ငံတကာကအဖြစ်အမှတ်သူ့ကို ပြီးနေအစိုးရဖြစ်အသိမပြုပေးလို့ရှင်သူတို့လည်းတရားဝင်သွားမယ်တနိုင်ငံလောက်တော့သူဥဆောင်လို့ရသွားမယ်အဲကြောင့်မို့ကျွန်တော်တို့ကတော့ဝန်ပါပါတယ်ဒါပေမဲ့ဖြစ်နိုင်ချေကတော့နေပါတယ်အန်ယူဂျီအခုနိုင်ငံကြီးတန်ရင်တမိုင်းမှာနိုင်ငံတကာမှာထိုးဖောက်နိုင်တယ်ဥရောပနော်ဥရောပကလည်းထိုးဖောက်နိုင်တယ်ဒါပေမဲ့ဘာကြောင့်တရားဝင်အသိအမပြုမခံရသေးတာလဲကျွန်တော်တို့တပ်ပေါင်းစုအနေနဲ့ပြောမစင်သူပြောထားပြီးသားလေဘာမှအဲ့ဥပဒေမှာနော်အန်ယူဂျီ CLPHPD အဲ့ EAU အဲ့လူတွေအားလုံးပူးပေါင်းပြီးတော့တပ်ပေါင်းစုတစုတည်းဖွဲ့နိုင်တဲ့နေ့ကနိုင်ငံတကာအသိအမပြုတဲ့နေ့ပဲ အဲ့ဒါကိုတချို့တော့ကိုဂျိုးစီးပွားတမားတွေကကညီပြည်နယ်ကနော်ကညီပြည်နယ်ကတော့ခဏတစ်ဖြုတ်ပေါ့ခဏတစ်ဖြုတ်ဒီဒီမာဖီးယားရဲ့လက်ထင်မှာပေါ့ခဏတစ်ဖြုတ်တော့ကြံနေမှာပါဒါပေမဲ့ဒီပွဲကအကုန်လုံးလွတ်မြောက်မှာပါနော်ကရင်ကတော့ခဏတစ်ဖြုတ်ပေါ့ဘာဖြစ်ဆိုကရင်ကလည်းနာတောင်းနော်တောင်းနာပြောတယ်အဲ့တောင်းနာဆိုတော့နာမည်ကိုဘယ်သူမှတ်ပြလိုက်တာလည်းတော့မသိဘူးတကယ်သူတို့ပြောသလိုပဲနော်တောင်းနာနာတောင်းတစားနားထူတယ်ဒါကြောင့်မို့လဲ နော်ဒါကြောင့်မို့လဲလက်ရှိကရင်ပြည်နယ်ကအောင်မြင်မှုမရတာသူများပြည်နယ်တွေကဂျားကာလာအုပ်ချုပ်ရင်းနဲ့နော်သူတို့ပြည်နယ်မှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ဂျားကာလာအုပ်ချုပ်ရင်းနဲ့သွားနေပြီနော်အခုအေးအေးကဘာလို့ပြည်သူတွေရဲ့ထောက်ခံမှုကိုရတယ်လဲလက်ရှိမှာလဲဂျားကာလာသူ့ရဲ့ရခိုင်အုပ်ချုပ်ရေးပုံစံနဲ့ပြည်သူလူထုနဲ့တသွေးနဲ့တသားနဲ့သူ့ရဲ့ပြည်သူလူထုမှာနော်တသွေးနဲ့တသားတွေသွားနေတာဖြစ်တဲ့အတွက်ပြည်သူလူထုတွေထောက်ခံမှာပဲလေအခုကရင်ဘာကြောင့်ကရင်လူထုတွေထောက်မခံတာလဲပြည်သူနဲ့တသွေးနဲ့တသားနဲ့မရှိဘူးလေနော် အဲ့ဒါကြောင့်မို့အခုဒါပေမဲ့လေမောင်ချစ်သူကမာဖီးယားကရင်ပြည်နယ်ကိုမာဖီးယားနဲ့အုပ်ချုပ်လို့မရဘူးနော်မောင်ချစ်သူကကဘာကအလို့ရှိတဲ့မာဖီးယားဂိုင်းချုပ်ဒါကြောင့်မောင်ချစ်သူကလက်ရှိမအားလာနဲ့ပေါင်းပြီးတော့နော်ခဏတဖြုတ်တော့သူတို့လက်ထက်မှာရောက်ချင်ရောက်မယ်ဒါပေမဲ့ခဏတဖြုတ်ပါပဲနိုင်ငံတကာအလို့ရှိနေတဲ့ဂျားဖြန့်ဂိုင်းခေါင်းဆောင်လေအခုမအားလာကနော်ပယ်ဆောက်ချိတ်လို့မောင်ချစ်သူကိုမလုပ်ဖို့တမချစ်သူကမအားလာကိုမအားလာခိုင်းတယ်လို့မအားလာပြောတယ်လို့မအားလာလုပ်တယ်လို့လုပ်ပေးနေရတယ်ပယ်ဆောက်ချိတ်လို့မဖြစ်ဖို့ နော်အဲ့ကြောင့်အခုပူတင်နဲ့ဘီနင်ဆွဲအနီးကတဲ့ဘီနင်ဆွဲလားအော်ပူတင်နဲ့နီးရပူတင်နဲ့နီးတဲ့အာနာရှင်နိုင်ငံနော်ဘီနင်ဆွဲလားသမဒနီကိုလတ် မာဒူမာလေမာဒူရောလားမာဒူရောဖြိုချခံရတော့မယ်အခုအမေရိကန်ကနော်စစ်တပ်တွေစိတ်လွတ်တယ်ပြီးတော့နော်စစ်နိုင်နေဖို့အတွက် ပြင်ဆင်နေတယ်မူကြီးယာမလေမူကြီးယာစာဆွဲချက်နဲ့ထရန့်ကဝင်ရောက်ဖြိုတော့မှာပဲဖြစ်ပါတယ်ပူတင်နဲ့စင်ကြည့်ဖြင့်တို့ရဲ့ပါတနာအာနာရှင်တွေစင့်ကဲစင့်ကဲပြိုလဲလာနေပြီဖြစ်ပါတယ်နော် အဲကြောင့်မို့မကြခင်မှာငချစ်လဲကျမခင်တယ်တော့နေဆန်းကတော့ညာလို့မဟုတ်သူကတော့နေနေလို့ဆင်းတော့တဲ့ပဲနော်ချက်ချင်းပဲနေနေသူဘယ်သူမှခံမှန်းလို့မရဘူးသူကနှစ်ပပြောပြီးတော့နှစ်ရက်နဲ့လဲနေနေနိုင်တာပဲအခုဒီလိုဆွဲလားကိုနော်စီရဲ့အမျက်ဒီပဲမာဖီးယားအကြောင်းပြချင်းနဲ့နေနေဖို့လောက်ဆောင်နေတယ်ဂျပန်ကိုလည်းတရားပလောက်နော်နိုင်ငံတကာမှာတရီးကိုနားထောင်တော့တရားပလောက်ဂျပန်ကိုလည်းနော်စစ်တပ် ပန်ကဒုတိယကမ္ဘာစစ်တုန်းကနော်စစ်ရှုံးတဲ့အတွက်အမေရိကန်ကသူ့ကိုစစ်တပ်ဖွဲ့ခွင့်မပေးခဲ့ဘူးအကြောင်းမို့အခုလက်ရှိအမေရိကန်ကိုသူတောင်းတယ်ဘာဖြစ်လို့ဆိုတော့မြောက်ကိုရီးယားနော်ခဏခဏစစ်ရေးချိန်ချောက်တယ်နျူကလ িয়ার တွေပြစ်တယ်နော်အဲကြောင့်သူအမြဲတမ်းပဲတောင်းတယ်အခုကျတော့ဒိုနယ်ထရန့်ကခွင့်ပြုလိုက်ပြီနော်ခွင့်ပြုလိုက်ပြီနောက်ပြီးတော့စစ်လက်နက်တွေအများအပြားဂျပန်ကိုရောင်းပေးတယ်ပြီးတော့အခုဒီနေ့လားမနေ့ကလားမသိဘူးနော်ဖိလစ်ပိုင်ကိုလည်းဒိုနယ်ထရန့်လာပြီးတော့နော်ဆွေးနွေးတယ်ပြီးပြီးလို့ပြောရမှာဆိုရင်အခုဒိုနယ်ထရန့်က အာဗာလဲနာတို့ဗောနော်နာတို့အဖွဲအစည်းနဲ့နာတို့နဲ့ကိုဘယ်လိုပြောစီရေးပြင်ဆင်ဖို့သူကအခုဆွေးနွေးပွဲတွေလုပ်ပြီးတော့ပြောရမယ်ဆိုရင်သူတို့ကလည်းအဆင်ဖြစ်ဖို့အတွက်စီရေးစီရည်ဆွေးနွေးနေတယ်လို့ကျွန်တော်တို့တတိမကြားနေရတယ်။ဘာပဲဖြစ်ကျွန်တော်တို့ကတော့ဒါမျောလင်းချက်တိတ်တိတ်လေးဗောနော်အများကြီးမမျောနဲ့ပါနဲ့။အေးအေးစိုးမိုးထားတဲ့နယ်မြေတွေကိုအစိုးရအဖြစ်နဲ့အတိမပြုတ်ပေးဖို့ဆော်အော်လိုက်တာတတိအမှန်ပဲလားဟုတ်တယ်နော်အတတိအမှန်ပဲအဲ့တော့ကျွန်တော်တို့တကယ်တော့ဒါမဲ့ကျွန်တော်တို့အဲ့ဒါကိုမင်းတို့ကအကိုကိုပြင်းနေကိုကိုပိုင်အုတ်ချုပ်ခွင့်နဲ့အုတ်ချုပ်အုတ်ချုပ်ခွင့်နဲ့အုတ်ချုပ်မယ်လို့လုပ်လို့မရဘူး

သူတို့ကမင်းတို့ကိုရှင်းလိုက်မယ်ဒါကြောင့်တော်လန်ရေးရဲဘော်တွေအားလုံးကိုပြောချင်ပါတယ်ကဲခရင်နယ်မြေမှာရှိနေတဲ့အထူးသဖြင့် KNU လက်အောက်မှာရှိနေတဲ့ရဲဘော်တွေအထူးတိုင်းကိုပြောင်းကြပါနော်တောင်ပိုင်းတိုင်းကအထူးတိုင်းစစ်ထနာချုပ်ရှိတယ်အထူးတိုင်းကိုပြောင်းကြပါကျွန်တော်အဲ့လိုမျိုးသွားလို့မရဘူး။တကယ်လို့နော်မအလာဥပမာပေါ့မအလာကအာအခုဥပမာမအလာကနိုင်ခဲ့ရင်တော့မဥပမာဟိုကလေးကချင်းနဲ့နိုင်ခဲ့ရင်တော့ ူကမအားလာနေမှာပေါ့လေခွဲထွက်လို့ရှိခွဲထွက်မှာပဲလေမအားလာကသူတို့ကိုဟိုဗါလေကြုံစားသွင်းပါလေအဲ့လိုမျိုးဖြစ်ခဲ့ပြောတာဒါပေမဲ့ကျွန်တော်တို့ NUG ကျွန်တော်တို့ NUG ကတိလို့မဟုတ်နော် NUG ကဖက်ဒရယ်ချာတာချပြပြီးတော့ကျွန်တော်တို့တော်မယ်စနစ်ကလူလူစနစ်ဒါကြောင့်မို့ NUG ကအာနာစင်ဆန်လို့ရှိရင်ကျွန်တော်တို့လူတွေနဲ့ထိတိုက်တွေ့မှာပဲနော်အဲ့ဒါကိုသိထားဖို့လိုတယ်ဟုတ်တယ်ကျေးဇူးပါနော်အဲ့လိုမျိုးထောက်ပြတဲ့အတွက်နိုင်ငံနဲ့သွားလို့မရပါဘူးအဲ့ဒါကိုဗိုလ်ချုပ်ထုံးညနိုင်ကလည်းသိပါတယ်နော်အဲ့ဒါအဲ့ဒီအကြောင်းကိုအခုဒီပြောမယ်လိုက်မှာပါတယ်နော်စောင်းအောင်နားထောင်ပြပါနောက်ပြီးဘယ်နဲ့ဘယ်နဲ့ကတော့ရခိုင်ဘရင် မွန်ပရင်ပိုင်ခဲ့ဘူးလို့ငါတို့ကိုပေးပါလို့လာမပြောနဲ့အရင်လိုမကြည့်ပဲအာစောပါဦးလက်ထက်က60 60ကျော်မြို့မြို့နယ်ကိုတိုက်ပိုက်ခဲ့ဘူးတယ်အဲကြောင့်မို့အဲ့ဒီ60ကျော်မြို့နယ်လုံးငါတို့ကရင်ပိုင်တယ်ငါတို့ကရင်ယူမယ်လို့ပြောလို့မရဘူးလုပ်လို့မရဘူးတကယ်တော့ KNU ကအဲ့ဒီနယ်မြေတွေဥပမာကရင်တနင်္သာရီအေရဝတီနော်ဒီမဘိုးဘကိုးနေရာဒေသတွေမှာသူတို့အောက်ချုပ်ချင်နေဆိုရင်အဲ့ဒီနယ်မြေခံရဲ့နော်ဟိုရွေးချယ်မှုကိုသူတို့လက်ခံယူရမယ်နယ်မြေခံနယ်မြေခံတွေကိုနယ်မြေခံတွေရဲ့လက်ခံမှုကိုမယူဘဲနဲ့လက်နဲ့နဲ့အုပ်ဆိုးလို့မရပါဘူး ဒါကြောင့်မို့အဲ့ဒါကြောင့်မို့အခုနော်ကရင်ကတော့အာတနေ့တိုင်းတိုင်းမှာအာသူကဟိုတချို့ရွာတွေဆိုရင်ကရင်နာမည်မဲ့လိုက်တယ်ဟိုတလောကတဝဲမဲ့မှာနော်ကရင်နာမည်မဲ့လိုက်တဝဲတွေကလည်းမခံဘူးလေကရင်နာမည်မဲ့လိုက်တော့အခင်ရောက်ချုပ်နေတော့မယ်အန်ယူဂျီဝင်မဆုံနဲ့နော်အဲ့ဒီတနေ့တိုင်းပဲမှာအန်ယူဂျီဝင်မဆုံနဲ့သူတို့ KNU ရဲ့နော်ရွာသားတွေကလည်း KNU ကိုပဲတန်ကြားရမယ်မလို့အမိတ်နဲ့ဒီလိုမျိုးမင်းတို့သွားလို့ဆိုရင်ဘယ်ပြည်သူကမှမင်းတို့ကိုလက်ခံမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့မင်းတို့ရဲ့အကျင့်စရိုက်ကိုပြင်ပါနော်ဒါကြောင့်မို့ ဘယ်နဲ့ဘယ်နဲ့ကတော့ရခိုင်ပရင်မွန်ပရင်ပိုင်ခဲ့ဘူးလို့ငါတို့ကိုပေးပါလို့လာမပြောနဲ့ရခိုင်ကလည်းတောင်းဖို့မရှိတိုက်ဖို့မရှိတယ်နော်27ရာစုဒီမိုကရေစီစနစ်မှာအခုဒီရာစုကအခုကျွန်တော်တို့ခေကျွန်တော်တို့ရာစုမှာပေါ့နော်ဒီမိုကရေစီစနစ်မှာဘာမှမဝင်ဘူးခုနကတော့ငါငါ့ကိုပြန်ပေးစောပေါဦးလက်ထက်တော့ငါတို့ပိတ်ပိုက်ထားတယ်ဆိုပြီးတော့ဒီဒီမိုကရေစီစနစ်မှာဘာမှမဝင်ဘူးနော်နောက်ပြီးတော့အဲ့ဒီလိုပြောမယ်ဆိုရင်အားလုံးကဗမာပိုင်ပရင်ပိုင်ခဲ့တဲ့နယ်တွေကြီးပဲဒီနိုင်ငံတွေတော့ဒီနိုင်ငံတွေတော့မလောက်လို့ထိုင်းတို့အိန္ဒိယတို့ပဲပါပါ ပါသွားတောင်းရအောင်မယ်ပြောချင်တာကဒါဆိုရင်ဗမာနေတယ်သူတို့ဘယ်ရပိုင်ခဲ့ဘူးတဲ့နေမြအကောင်တော့ပဲအများကြီးပဲနော်ဥအောင်စရာဒီခိုင်းကိုလည်းတိုက်တယ်နော်တခြားနေရာကိုလည်းတိုက်တယ်ဆိုဥပမာပြောပြတာအဲ့လိုမျိုးတောင်းချင်းဆိုရင်ဒီလိုပြဿနာနဲ့ပဲတိုင်ပနေမှာလीဟုတ်တယ်တောက်ကမှာမဟုတ်လीနော်အဲ့တော့ကျွန်တော်ဒီနိုင်ငံလေတော့ထိုင်းတို့အိန္ဒိယတို့ပဲပါပါသွားတောင်းရအောင်မယ်အမျိုးသားညီလာခံလှုပ်တော့တိုင်းရင်းသားအိယအိုဆက်ခွနှစ်ဖွဲ့တဲ့တယ် အဲ့ဒါမင်းတို့လိုချင်တဲ့နယ်မြေပြကြကွာဆိုတော့အပီပီပြလိုက်ကြတာအရာဝတီပေါင်းလိုက်တာလက်ရှိမြန်မာနိုင်ငံဧရိယာထက်ကျော်ပြီးထိုင်းနိုင်ငံမှာပါသွားတယ်လေအဲ့ဒီကောလာဟာလကိုကြားတော့ကရင်စရာပြောတယ်ထင်နေတာအခုမှတကယ်ဖြစ်မှန်းသိတယ်ကောလာဟာလနော်လောဘကလလောဘကလည်းလောဘကလည်းကြီးချက်အခုခင်အယူတော့ပုံကြည့်လိုက်လေပေါ်သူလေနေမီပေါ်သူလေအောက်ချုပ်နေမီဆိုတော့ဟိုးဘကိုးတိုင်းတို့အရာဝတီတိုင်းတို့နောက်ပြီးတော့တမင်းသားကြီးတိုင်းကိုပါယူလိုက်တယ်နော်ကျမတို့မျက်မြင်ပတ်သိတွေ့ရပြီလေအဲကြောင့်မို့အဲ့လူတို့တွားလို့မရပါဘူး နော်အဲ့ဒီနောက်ပြီးတော့အမေစုပြောတဲ့ဗမာတွေကအင်အားပုံကြီးလို့သဘောထားကြီးရမယ်ဆိုတာကိုကိုမဟုတ်တာမမှန်တာလာပြောလဲသွားကြီးဖြီးပြီးငိန်ခံဆက်ကြောင်လာတိုက်ကပောင်းကိုလိုက်တောင်းပန်ပြီးသဘောထားကြီးပြရမှာမဟုတ်ဘူးတော့ကျင်တာကဒါကနော်အချင်းချင်းဒါကလည်းနော်သူတိုင်းကျုံးမီကျုံးကိုင်းမီသူ့ကိုလည်းကိုအားကိုရမယ်ကိုကိုလည်းသူအားကိုရမယ်ဘယ်သူမှကင်းစင်းလို့မရဘူးနော်အဲ့ဒါကြောင့်မို့အခုဗမာအများစုကသဘောထားကြီးကြတယ်ပညာတတ်ကြတယ်အမေစုပြောသလိုမျိုးပဲနော်အစုံရောက်တဲ့လူတော့အနေအချင်းမရှိပါလိမ့်မယ် ဒါပေမဲ့ဗမာအများစုကသဘောထားကြီးလို့ပဲအခုလက်ရှိကျွန်မတို့ကရင်ပြည်နယ်မှာရောရခိုင်တန်းတိုင်းတောင်နေမြေမှာဗမာအများစုကဝင်ပြီးတော့အသက်ပေးသွားကြတာလေဒါကျွန်မတို့နော်ကျွန်မတို့လေးစားတယ်နော်အခုကရင်ပြည်နယ်မှာသူတို့နေနေမဟုတ်ဘူးသူတို့သူတို့ရဲ့ဗမာနေမြေမဟုတ်ကရင်နေမြေဒီလောက်ကရင်တွေကကရင်အစိုးရတွေကသူတို့ကိုဘယ်လောက်ပဲနော်နာနာကြီးကြီးပြောပြောသူတို့တိုက်ပြီးလဲအသက်ပေးသွားတယ်ဘယ်လောက်ဒီလေးစားဖို့ကောင်းတယ်နော်ဗမာလူမျိုးကြီးဝါဒဆိုပြီးတော့တိုက်ခိုက်နေတဲ့လူအကောင်လုံးတည်နော်အခုလက်ရှိဗမာလူမျိုးကြီးဝါဒလူမျိုးကြီးနဲ့မိုက်ကနေတဲ့လူအကောင်လုံးတည် အာနာရှင်ရဲ့လက်ဝီခန့်နေပါကျွန်တော်တို့ပြည်သူစစ်စစ်တွေကလောဝကိုနော်သဘောထားဒီဘုရားသဘောထားကြည့်တယ်ကျွန်တော်တို့လည်းဒီဗမာတိုင်းသားတွေလိုပဲသဘောထားကြည့်ပါတယ်လူမျိုးရေးမခွဲခြားပါဘူးเนาะအဲ့ဒါကြောင့်မို့သူတို့တွေကလူဘဝတော့ပြောမယ်ဆိုဒီအာနာရှင်တွေကလေအချင်းချင်းမပင်းများလေသူတို့ပုံပြီးတော့အုတ်ချောက်ရလွယ်လေပဲအဲ့ဒါမို့ဗမာနဲ့တိုင်းရင်းသားတွေရန်ဖြစ်ရအောင်လို့เนาะလူမျိုးရေးနဲ့မိုင်းတိုက်နေတာဒါကိုကျွန်တော်တို့တိုင်းရင်းသားတွေအထူးသဖြင့်တိုင်းရင်းသားခေါင်းဆောင်တွေမယုံကြည်ဖို့လူတွေ နိုင်ငံရဲ့အကျိုးစီးပွားကိုတကယ်လုံမဲ့လူမျိုးကိုကိုလူမျိုးဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေခေါင်းဆောင်အဖြစ်လက်ခံနိုင်ရပြီဒါအမှန်တရားပဲဟာနိုင်ငံခေါင်းဆောင်ဖြစ်ရင်နော်ငါအောက်စုမအလာဖို့အောက်စုအနာစင်မျိုးအောက်စုပဲအမှန်ပဲဒါအမျိုးသားရဲ့အစိုးရတဲ့အောက်စုပဲကဲရင်မှလည်းဒီလိုမျိုးပဲအဲဒါမို့ဘယ်နှစ်ဖက်ပဲရှိတယ်နော်အခုနော်ကျမတို့ Federal Democracy မှာကျမတို့သွားမဲ့စနစ်မှာလူမျိုးရေးခွဲခြားတဲ့ဝါဒီမရှိဘူးအခု Federal ကိုဥဆောင်မဲ့ခေါင်းဆောင်ပြည်ထောင်စုကိုဥဆောင်မဲ့ခေါင်းဆောင်တဲ့ခေါင်းဆောင်ပြီးဘာမှလူမျိုးကြီးပဲမဖြစ်ရဘူး 个爷卤牛脊背么偏不？喏、嗯，大爷拿卤牛脊背么偏不？阿老阿姨，阿前些天刚上过，起码都阿老鱼样嘛。阿姨前些天刚上过鱼一条样嘛，喏。哎，阿姨前天谁天刚上的？个爷来批亲戚们，个亲来批亲戚们，也看人来批亲戚们，忙来批亲戚们，个爷你来批亲戚们，亲来批亲戚们，爸妈来批亲戚们。哎，卤牛肉起码都噶，是为钱样嘛？我跟你明天过几代？阿跟你明天过，跟你买好炒鸭没？阿跟你买，跟你弄的噶？是那地理？ အမေစုကိုကြည့်လိုက်အမေစုကမင်းတို့ပြောတဲ့ဗမာလူမျိုးဆိုရင်အခုကျမတို့ကရင်ပြည်နယ်မှာအမေစုအုပ်ချုပ်သွားတဲ့ငါးနှစ်မှလေကျမဝေးဝေးမပြောဘူးကျမလက်တွေ့ချုပ်ခဲ့ရတယ်ကျမလက်တွေ့မြင်ရတယ်ကျမတို့ရွာမှာအရင်တော့ဆိုလေကားတစ်စီးပဲနောက်ပြီးတော့တဒါဆိုရင်လေနော်ဟိုဂျပန်ခေတ်တော့ကစောက်ထားတဲ့တဒါအိုနွင်းဘယ်လိုပြောလဲဟောင်းနွမ်းအိုအိုမင်းကြီးညော်နေပြီနော်အဲ့ဒီတခုပဲရှိတာအမေစုတက်လာတဲ့ငါးနှစ်မှလေတလန်းမောင်းကအခုလေးလန်းမောင်းဖြစ်သွားတယ်ကျမတို့ရွာဒီမှာလည်းမိတွေထိတ်ထိတ်လင်းလို့နောက်ပြီးတော့ចောင်းသွားရင်လေចောင်းဝတ်ဆောက်တွေအလကားရတယ်နောက်ပြီးတော့